နေညို့ညို့လွမ်းနဲ့ဆွေးမြမလို့ကျုပ်တို့ရဲ့ရွာလေးကတချင်တွေဆိုချိန်တန်ပြီဆိုစပါးကင်းများမဲဆိုအိမ်ပြန်ချိန်ဆိုစနီးကျော်လေးကကြိုနေညို့ညို့လွမ်းနဲ့ဆွေးမြမလို့ကျုပ်တို့ရဲ့ရွာလေးကတချင်တွေဆို ချိန်တန်ပြီဆိုစပါခင်များမဲ့ဆိုအိမ်ပြန်ချိန်ဆိုစနီးကြောလေးကကြိုးကျုပ်တို့ရဲ့ရွာလေးမင်္ဂလာပါ MDH ကပါအော်ဒါလေးကကျွန်တော်ဒီမှာရေမွေးထုတ်ဆက်လေးပါကျွန်တော်တို့ခေါင်းလေးကောင်းပါတဲ့ရေမွေးထုတ်ဆက်လေးပါလူကြိုက်တဲ့တော်တော်များပြီးတော်လဲအသုံးဝင်တဲ့ပစ္စည်းလေးပါခင်ဗျာ အဲ့တော့သူတက်မှာဘာတွေပါတယ်ဆိုရင်ကျွန်တော်တို့ဒီလိုဖော်ချောင်းလေးလေးချောင်းပါမယ်ဒီဖော်ချောင်းလေးတွေကကျွန်တော်တို့အသုံးပြုတဲ့ချိန်ကျရင်ကျွန်တော်တို့ရေဆွတ်ထားပေးရမယ်တစ်ချောင်းလုံးရေဆိုးနေမှရမယ်ပြီးရင်ကျွန်တော်ရေမွေးထုတ်ပေးတဲ့ optimizer hat လို့ခေါ်တဲ့ရေမွေးထုတ်တဲ့ခေါင်းလေးတွေပါမယ်အဲ့တော့ဒီခေါင်းလေးတွေကိုကျွန်တော်တို့စင်တဲ့ချိန်ကျရင်ဒီကမျက်နှာပြင်နှစ်ဖက်ရှိတယ်ကျွန်တော်တို့ဒီလိုအဖြူအရစ်ကလေးပါတဲ့ဥစ္စာကိုကျွန်တော်တို့အပေါ်ဘက်မှာထားပေးရမယ်ဒီဒီလိုအပေါ်ဘက်မှာထားပေးရမယ်ဒီခေါင်းလေးကအောက်ဘက်မှာရှိရမယ် เนาะအဲ့တော့ဒါလေးတွေကကျွန်တော်တို့ဒီ control board မှာတွားတက်ပေးရမယ်ဒီလေးပေါ့เนาะအဲ့တော့ဒါလေးတွေကြတော့ကျွန်တော်ဗာလဲဆို optimizer port ပေါ့ဒီ hack လေးတွေကိုကျွန်တော်တို့ဒီလိုညှက်ပြီးတက်လိုက်တာเนาะတက်ပြီးတော့ကျွန်တော်တို့အိုက်ကြဲတွေကိုကျွန်တော်တို့ဗာလုပ်ပြီးအောက်ကနေပေါ်လေးထည့်ပေးတယ်เนาะအဲ့တော့ဒါလေးကတော့ကျွန်တော်တို့ရေမွေးထုတ်တဲ့ control cap လေးပါ power ပေးရတာတော့ကျွန်တော်တို့ pipe ကိုကျွန်တော်တို့ type c နဲ့ power ပေးရတယ်အဲ့တော့သူက cut ဘေးခုတက်လို့ရတဲ့အတွက်ကျွန်တော်တို့ဒီမှာခေါင်းလေးလေးပေါင်းပါမယ်ခုနဒီခေါင်းလေးတွေကဒီမှာလာတက်ပြရမယ်အဲ့တော့ဒါလေးကအပိတ်ခွင့်လုပ်တဲ့ခလုတ်ဒါလေးကြတော့ကျွန်တော်တို့ဒီအပိတ်ခွင့်ကို on ပြီးသွားမှာဒီခလုတ်လေးကအလုပ်လုပ်ပါတယ်အဲ့တော့ပထမတစ်ချက်နေ့ကျွန်တော်ရှေ့ဗီဒီယိုမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီခေါင်းလေးတွေကတော့ဒီတစ်ကောင်းနှစ်ကောင်းသုံးကောင်းလေးကောင်းတော့ဒီအထည့်ကြစီရေမွေလေးတွေထုံးမယ် အဲမန်နျူအယ်တက်မှတ်ချင်တော့နောက်ထပ်ဖြတ်ထည့်ပြရတော့ဗောနတစ်ချက်နှစ်တစ်ကောင်းနှစ်ချက်နှစ်နှစ်ကောင်းသုံးချက်နှစ်သုံးကောင်းလေးချက်နှစ်လေးကောင်းဆိုပြီးဖြတ်လိမ့်မယ်အဲ့တော့ဒီပစီလေးကဘက်ဆောင်တုံးလို့ရတယ်ရေမွေးထုတ်ဆက်လေးဗောနတော်တော်လေးလည်းသုံးဝင်ပါတယ်လူကြိုက်လည်းများတယ်ရေမွေးထွက်အားလည်းတော်တော်လေးကောင်းပါတယ်နော်ကျွန်တော်တို့ဒီဓာလေးနဲ့ဒီမှာပါဝါဘန့်လေးနဲ့ဆိုတာကျွန်တော်စမ်းပြပေးထားတာနော်ဒါထိတ်လိုက်ရင်ဒါဆိုရင်အခုရေမွေးကြီးထွက်တော်တော်လေးရေမွေးထွက်အားကောင်းတယ်ဗျ အောက်မှာကျွန်တော်တို့ဖန်ခေါ်ပဲဖြစ်ဖြစ်ရေးပလင်းပဲဖြစ်ဖြစ်အစင်ပြေတာနဲ့တာထည့်တော့ရေမွေးလေးတွေကကျွန်တော်တောက်လျှောက်ထွက်တယ်ရေရှိတယ်လို့ပေါ့နော်အဲ့တော့ဒီရေမွေးထုတ်ဆက်ကလေးကိုစိတ်ဝင်စားလို့မှာခြင်းနဲ့ဆိုရင်ကျွန်တော် MBH ကိုအချိန်ကြီးအားပတရားဆက်တွေ့ဝင်နိုင်ပါတယ်ခင်ဗျာကျေးဇူးထူးတင်ပါတယ်ခင်ဗျာ